ထိုင်းနိုင်ငံမှာတရားမဝင်တွေကို ရှစ်ပြောင်းလူသမားတွေကိုဘတ်ခေါ်နေထိုင်လုပ်ကင်ခွင့်ဝက်ပါမေးပေးမဲ့လုပ်ငန်းစဉ်ကိုယာယီရွှေ့ဆိုင်းလိုက်တယ်လို့အော်တိုဘာလ16ရက်နေ့မှာအလုသမားဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ထိုင်းမှာအော်တိုဘာလ15ရက်နေ့ကစပြီးမြန်မာကမ္ဘောဒီးယားလာအောင်နဲ့ဗီယက်နမ်နိုင်ငံကရွှေ့ပြောင်းလူသမားတွေကိုဘတ်လုပ်ပေးမယ်လို့ကြေညာခဲ့ပါတယ်။အခုလိုကြေညာပြီးပြန်ပိတ်လိုက်တဲ့ဖြစ်စဉ်မျိုးထိုင်းနိုင်ငံမှာမရှိခဲ့ဘူးတာကြောင့်မြန်မာရွှေ့ပြောင်းလူသမားတွေနင်းနာနိုင်တယ်လို့ MHAC မဟာမိတ်အဖွဲ့ဥဆောင်တာဝန်ခံကိုရဲမင်းကပြောပါတယ်။အကလည်းဟိုပြောရမယ်ဆိုရင်တော့တို့ကတော့နယ်စပ်ပြဿနာကြောင့်လို့ကြောင်းပြထားတယ်။ဒါပေမဲ့ထိုင်းနိုင်ငံရဲ့ဒီပိုင်းအောင်ဘတ်လုတ်ပေးတဲ့ဖြစ်စဉ်တမိုင်းမှာဆိုဒီလိုမျိုးဖြစ်စဉ်မျိုးအိမ်မတန်ရှားရတယ်။ကိုရဲမင်းတို့ကတွေ့ကြုံရခဲ့တဲ့အခြေအနေမျိုးပဲ။ပုံမှန်ဆိုရင်ဘတ်ဖွင့်တာနောက်ကျတာပဲရှိနေပုံမှန်ဆိုဖွင့်ပေးတယ်။အခုလိုမျိုးထိုင်းသူကတော့တရားဝင်ကြေညာပြီးမှမနေ့ကဆို15ရက်နေ့စတင်လက်ခံပြီးသင်ရင်းတွေသွင်းလို့ရပြီဆိုတဲ့အခြေအနေမျိုးမှာပိတ်သွားတာမျိုးလားကျွန်တော်အိမ်မတန်ထူးဆန်းတယ်။ဒါ အလုံမကြီးတွေလည်းအရင်နှင်းလာပါတယ်အလုံမကြီးကငွေချိုးတွေပေးထားတာငွေလန်ငင်းတွေပေးထားတာတချို့ဆိုဆင်ရံတွေပေးထားတာတချို့ဆိုလူကဗမာကြီးမှာဖိုင်းရပွဲသားကိုဓာတ်ပုံပို့ပြီးတော့ငွေတွင်းထားတဲ့လူတွေလည်းအများကြီးတိမ့်နေရှိတော့လုံမကြီးရဲ့တန်းနဲ့ဖတ်တန်းနဲ့ချီတော့ငွေတွေဆုံးရှုံးမှုရိုဖိတ်မှုဖြစ်သွားနိုင်တဲ့အခြေအနေမျိုးဖြစ်တယ်ဖြစ်တာလည်းဖြစ်မှလည်းပေးကြတယ်ဘယ်ပွဲသားမှာကိုယ့်လက်ထဲရောက်တဲ့ပတ်စံကိုပြန်အမ်းတာမျိုးဆိုတာခေတ်ဆက်ဆက်မရှိခဲ့ဘူးမှန်ကန်တဲ့ပွဲသားအချို့ကလွဲရင်အခုချိန်နေရတော့အလုံမကြီးတွေအရင်နှင်းလာပါတယ် ထိုင်းနယ်စပ်အခြေအနေမတည်ငြိမ်မှုကြောင့်ဘတ်တစ်လုပ်ငန်းစဉ်ကိုရွှေ့ဆိုင်းလိုက်တယ်လို့ထုတ်ပြန်ထားပြီးဘယ်ရက်မှပြန်လုပ်ပေးမယ်ဆိုတာအလုပ်သမားဝန်ကြီးဌာနကပြောထားတာမရှိပါဘူးထိုင်းနယ်စပ်ဒီမှာဖြစ်ပွားနေတဲ့အွန်လိုင်းယာဇဝင်းမှုတွေကြောင့်လည်းယာယီပိတ်တာဖြစ်နိုင်တယ်လို့ထိုင်းမှာအနည်း20ကျော်အလုပ်သမားရေးကူညီဆောင်ရွက်ပေးနေတဲ့ FDI ရဲ့မှုဆောင်ဒါရိုက်တာဦးတိချစ်ကသုံးသပ်ပါတယ်အထူးကတော့ဒီအကြောင်းအရာတစ်ခုတည်းကိုတော့ပြောဖို့ဖြစ်ပေမဲ့လေ ိုအဓိကတော့ခုမှဒီကမ်ဘောဒီးယားကမ်ဘောဒီးယားထိုင်းနဲ့ဇာပြဿနာရဲ့ဟိုနောက်တစ်ခုကဒီရှေ့ပြောင်းအလုပ်သမားတွေတရားဟိုအထောက်ထားမဲ့ရှေ့ပြောင်းလုပ်သမားတွေကထိုင်းနိုင်ငံထဲမှာတအားများပြီးတော့ဟိုကြံတဲ့ဒီဟိုဟာပေါ့ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ဥပမာဖြစ်ဒီကြားချမ်းချံကိစ္စလိုမျိုးလူကုန်ကူးတဲ့ကိစ္စလိုမျိုးဟိုမိုးယူဆေးမောင်းကိုလက်နက်မောင်းကိုအဲ့ဒီကိစ္စတွေနဲ့လည်းအများကြီးဆိုင်ဆိုင်နေဟိုဟာပေါ့ အဲ့ဒီဟာအဲ့ဒီကိစ္စတွေကြောင့်တည်းလဲဆိုင်နေနေလို့တော့ခံမှန်းလို့ရတာပေါ့။ထိုင်းမှာဘတ်လုတ်ဖို့အကျိုးဆောင်ပေးသူတူကတော့ထိုင်းဆိုရကဝက်ပါမေလုပ်ငန်းစဉ်အားလုံးကိုပုတ်ကလိကကုမ္ပဏီတခုကိုလွှဲပြောင်းလုပ်ကင်စေခဲ့ပြီးဘတ်တင်မုံအွန်လိုင်းဝက်ဆိုက်ဝင်မရတာကလည်းခုလိုယာယီရဆိုင်ရတဲ့ပြဿနာတခုဖြစ်နိုင်တယ်လို့ပြောပါရယ်။ထိုင်းဆိုရကဘတ်လုတ်ခွင့်ယာယီဆိုင်းငံ့ကြောင်းထုတ်ပြန်ပြီးမကြာမီမှာပဲထိုင်းနိုင်ငံမဟာချိုင်ကအလုတမားတန်လျာမှာဘတ်လုတ်ဖို့ဆောင်ဆိုင်နေတဲ့ မြန်မာအလုသမား132ဦးကို ထိုင်းရဲတွေကအောက်တိုဘာလ16ရက်နေ့ညနေမှာဖမ်းဆီးခဲ့ပါတယ်။ရှီပြောင်းလူသမားရေးဆောင်ရွက်နေသူအချို့ကခုလိုဗတ်လုခွင့်ယာယီဆိုင်းငံ့တာကြောင့်အထောက်ထားမဲ့မြန်မာ ရှီပြောင်းလူသမားတွေအနေနဲ့ထပ်မံဖမ်းဆီးခံရပြီးမြန်မာပြည်ပြန်ပို့ခံရနိုင်တယ်လို့သတိပေးပါတယ်။ဒီကာလမှာအထောက်ထားမဲ့မြန်မာရှီပြောင်းလူသမားတွေအနေနဲ့သတိထားသွားလာနေထိုင်ကြဖို့လည်းအကြံပြုပါတယ်။